2025ခုနှစ်နိုဝင်ဘာလ2ရက်ညပိုင်းမှာရန်ကုန်တိုင်းဒေသကြီးတင်ကန်းကျွန်းပြုံနယ်ဒုက္ခနာ29ရက်ကွယ်ပေါ်စမ်းမွေးလမ်းရှိ Aston Yangon Event Park မှာကျင်းပပြုလုပ်ခဲ့တဲ့ Overflow Music Festival ဖြောဖြေးပွဲမှာအဆိုတော် Wind ခေါ်ရဲဝင်အောင်ခေါ်ဗလာနဲ့ Backo Bain ခေါ်တိမ်းမင်းထက်တို့ဥဆောင်ပွဲမှာအများပြည်သူအားစိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီး ညဉ့်ညမ်းသောစကားများပြောဆိုကာတီဆိုကကုံဖြောပြခဲ့ကြတဲ့အတွက်အရေးယူဆောင်ရွက်နိုင်ရေးစုံစမ်းဖော်ထုတ်ခဲ့ရာအဆိုပါဖြောပြပွဲပြင်းပြောင်းရေးစီစဉ်ဆောင်ရွက်ခဲ့ကြတဲ့များဖြစ်ကြတဲ့စမ်းချောင်းမြို့နယ်မုံလက်ဆောင်ကုန်းတောင်ရက်ကွက်နေတင်ရတနာတဲ့မရန်ကုန်းမြို့နယ်စီပင်ပီးသက်ယုံဝန်တန်းအရာနေဟန်လင်းထက်နဲ့တင်ကန်းကျွမြို့နယ်တုခနာ29ရက်ကွက်နေအောင်ခန့်မော်ကောဂျပန်ကြီးတို့သည်တင်ကန်းကျွမြို့နယ်တုခနာ29ရက်ကွက်ပေါ်ဆန်းမွေးလန့်ရှိ အက်စတန်ရန်ကုန်အေဗာဖတ်မှာ Overflow Music Festival ဖြောပြပွဲအားနိုဝင်ဘာလ၁ရက်နေ့နဲ့၂ရက်နေ့တို့မှာဖြောပြပွဲပြုလုပ်ရန်စီစဉ်ခဲ့ကြောင်းအဆိုတော်ဝင်ကောရဲဝင်အောင်ကောဘလာဘက်ကောဘင်းကောတိမ်မင်းတက်တို့အားနိုဝင်ဘာလ၂ရက်နေ့ညမှာအခြားဆိုတော်များနဲ့အတူဖြောပြပေးရန်ငားရန်ခဲ့ကြောင်း နိုဝင်ဘာလ၂ရက်နေ့ညမှာအဆိုတော်ဝင်ခေါ်ရဲဝင်အောင်ခေါ်ဗလာနဲ့ဘက်ကူဘိန်ခေါ်တိမ်မင်းထက်တို့နှစ်ဦးသည်ရပါတဲ့နဲ့5.556တချင်းအပါဝင်တချင်းဆက်နှစ်ပုတ်အားတိဆိုဖြောပြခဲ့ကြောင်း5.556တချင်းကိုဖြောပြရမှာအများပြည်သူအားစိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီး ညဉ့်ဉန်းသောစကားများပြောဆိုကာလာရောက်ကြည့်ရှုတဲ့ပရိသတ်များအတွင်းသို့ကွန်တုံးများဖြန့်ကျဲပြီးနောက်တေဆူဖြောပြေးခဲ့ကြောင်းအဲဒီလို ဖြောပြေးနေစဉ်၎င်းတို့နှစ်ဦးပါဝင်73ဦးကမှစင်ပေါ်တက်ရောက်ပြီးကကုန်ခြင်းဗီဒီယိုရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းဖော်ထုတ်သိရှိရပါသည်အဲဒီလို ဖော်ထုတ်ချက်အရာအခင်းဖြစ်နေမှာတေဆူဖြောပြေးကကုန်ခြင်းဗီဒီယိုရိုက်ကူးခြင်းများမှာပါဝင်ခဲ့ကြသူများအား ဖမ်းဆီးရမိနိုင်ရေးဆက်လက်ဆောင်ရွက်ခဲ့ရာတီဆိုးဖျော်ပြရမှာပါဝင်ခဲ့တဲ့မန္တလေးတိုင်းဒေသကြီးပြည်ကြီးတကွန်မြို့နယ်မြို့တည်ကာကြီးရက်ွက်နေ is ဖြိုးခေါ်ဖြိုးတန်အောင်ခေါ်ကိုဖြိုးအားနိုဝင်ဘာလ9ရက်နေ့ညနေ3:00နာရီမှာရန်ကင်းမြို့နယ်အမှတ်၄ရက်ွက်ရှိ Wasas Cafe ဆိုင်မှာဖမ်းဆီးရမိခဲ့ပြီး၎င်းရဲ့ဖော်ထုတ်ချက်အရစတိတ်စင်ပေါ်မှာတီဆိုးကကွန်ခဲ့တဲ့တာမွေမြို့နယ်မြစ်တာညွန့်ရက်ွက်တည် ပြည်စုံထွန်းခေါ်ဆိုင်းမွန်ဖာအားအဲ့ဒီနေ့ညနေ၄နာရီခွဲအချိန်မှာသူဝနာနယ်မြေရေစကန်သို့ချိတ်ဆက်ခေါ်ယူ၍လကောင်းမန္တလေးတိုင်းဒေသကြီးဂျမ်းအေးတာဆန်ပြည်နယ်နေတက်လိုင်ဝင်းခေါ်ကိုတက်ဂျမ်းမြတာစီမြို့နယ်နေကြသူများဖြစ်ကြတဲ့အာကာဖြိုးခေါ်အာကြီးမင်းမော်ထွန်းခေါ်မော်ကြီးဟိန်းလွင်ထွန်းခေါ်ဖိုထန်းဆိုင်းလောင်ခေတို့အားနိုဝင်ဘာလ9ရက်နေ့ည7:00နာရီမှာ ၎င်းတို့ရဲ့နေအိမ်များမှ၎င်းရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းမြို့နယ်အမှတ်6ရပ်ကွက်နေဝေလင်းအောင်အားအဲ့ဒီနေ့ည8:15မိနစ်မှာဒုဝနနယ်မြေရေစကန်သို့ချိတ်ဆက်ခေါ်ယူရ၎င်းချမ်းမြတာစီမြို့နယ်တံပပရီရပ်ကွက်လေးသူများဖြစ်ကြတဲ့အစိုးရဝင်းခေါ်ရဲဝင်းအောင်ခေါ်ဗလာပြည်စော်အောင်ခေါ်ဖော့စ်နယ်ထိုက်အောင်ကျော်မြတ်ခေါ်ဘဲကြီးတို့အားနိုဝင်ဘာလ6ရက်နေ့မွန်လွဲ2နာရီမှာ တူဝနာနယ်မြေရေစကန်းတို့ချိတ်ဆက်ခေါ်ယူရလကောင်းတို့တူချမ်းရီတာဇံမြို့နယ်ပြည်ကြီးမြတ်ရှင်ရက်ကွက်နေအဆိုတော်ဘက်ကိုဘိန်းခေါ်သိမ်းမဲထက်နယ်ရန်ကင်းမြို့နယ်အမှတ်6ရက်ကွက်နေလင်းလင်းထွန်းခေါ်လင်းလင်းထွန်းတို့သည်တူဝနာနယ်မြေရေစကန်းတို့လာရောက်အဖမ်းခံတဲ့အတွက်အသေးသည့်အမှုဖြင့်ဖမ်းဆီးစစ်ဆေးခဲ့ပါသည် အခုလိုအများပြည်သူများအားစိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီးညဉ့်ဉန်းသောစကားများပြောဆိုကာကွန်တုံးများဖြန့်ဝေပြီးတီဆိုကကုန်ခဲ့ကြသူများဖြစ်တဲ့အဆိုတော်ဝင်းခေါ်ရဲဝင်းအောင်ခေါ်ဗလာနဲ့ဘက်ခိုဘိန်ခေါ်တိမ်းမင်းထက်တို့ပါအမျိုးသား73ဦးနဲ့ပွဲစီစဉ်သူများဖြစ်ကြတဲ့တင်းရတနာတိန်ဟန်လင်းထက်နဲ့အောင်ကမော်ခေါ်ဂျပန်ကြီးတို့အားတင်ကန်းကျုံမြို့နယ်တူခနနေပြည်ရဲစခန်းမှာပါဆောင် 213မြင်းဆောင်2020ကရာဇသက်ကြီးပုံမှား905 desk ကကြီး294မြင်းဆောင်114အရာအမှုရေးဖွင့်ထားရှိကြောင်းနဲ့၎င်းတို့အားဥပဒေနဲ့အညီထိရောက်စွာအပြစ်ပေးအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်ရရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။